မျိုးတိုင်းမှာသူရဲကောင်းတွေကိုဂုံပြုတဲ့အာဇာနီနေ့ရှိကြစမြဲပါမြမပြည်ရဲ့အာဇာနီနေ့ကိုဇူလိုင်16ရက်တက်မှတ်ပြီးကျင်းပနေခဲ့ကြသလိုရှမ်းလူမျိုးတွေရဲ့အာဇာနီနေ့ကိုဇူလိုင်20တက်မှတ်ထားပါတယ်ကရင်ကောင်းဆောင်စောပါဦးကြီးကြာဆုံးခဲ့တဲ့ဩဂုတ်လ12ရက်နေ့ကို အာဇာနီနေ့လို့ကရင်လူမျိုးတွေကတက်မှတ်ထားကြတာပါကဲအာဇာတူအမျိုးသားနော် တော်လေးဘုเจ้าအောင်ဆန်းကတော့သူကတော့တိုင်းပြည်เนาะကျွန်တော်တို့စောပါဦးကြတော့အမျိုးသားအတွက်ပေါ့เนาะအမျိုးသားအတွက်ကိုတန်းတူကြည်မြခွင့်ရရဖို့တွေเนาะအဲ့ဒါကိုကျွန်မကိုဗန်တီခွင့်ရဖို့အတွက်တွေအဲ့တော့ तू ကကျိုးပန်းရင်းတဲ့เนาะဘောက် तू ပေးဆက်တယ်အဲ့ तू ဘောက် तू ပေးဆက်တယ် तू က तू तू ဘောက်တစ်ယောက်လောကအမျိုးသားအတွက်လည်းပဲ तू ကအချိန်ကုန်ပြီးတော့အဲ့တော့မသူ့ကိုကျွန်တော်တို့ကလည်းအမျိုးသား တင်းမျိုးသားရဲ့အာဇာနည်တယောက်ဖြစ်တဲ့ကျွန်တော်တို့ကအဲ့လိုသဘောထားတယ်ကျွန်တော်တို့အင်းစိန်တိုက်ပွဲပြီးတော့ပြန်ဆုတ်တဲ့အခါမှာစောဘဦးကြီးတို့ဒီကရင်ကောင်းဆောင်တွေဟာတောင်ငူဘက်ကိုရောက်လာတယ်အဲတခါတောင်ငူကနေတခါပြန်ဆုတ်ရတယ်1950ခုနှစ်အဲဦးပိုင်းလောက်ဆိုပါတော့လေအဲကျွန်တော်တို့ဟိုပါပေါ့အဲတကြံလောက်အချိန်မှာအဲအဲ့ဒီကနေပြီးတော့ဒီကျွန်တော်တို့ဒီရိုးတရားပဲလာပြီးတော့ ကျွန်တော်တို့ဒီအကူအညီရှာမယ်ပေါ့နော်စီးရေးအကူအညီပဲဖြစ်ဖြစ်နိုင်ငံရေးအကူအညီပဲဖြစ်ဖြစ်အဲ့ဒီကိုထွက်လာတဲ့အခါမှာထုတ်ကောက်ကူရောက်တော့နော်အဲ့ဒီမှာရန်သူကတရင်ရသွားတယ်ရန်သူကတရင်ရပြီးတော့သူတို့တဲတဲ့လက်သေးကိုဝိုင်းပြီးတော့အဲ့ဒါလက်နဲ့ချခိုင်းတယ်ဒါမှမဟုတ်စောဘဦးကြီးနဲ့သူ့ရဲ့သူနဲ့ပါသွားတဲ့ခေါင်းဆောင်တွေကလက်နဲ့မချဘူးအဲသူတို့ပါလာတဲ့အဲ့ဒီလက်နဲ့ငယ်နဲ့ပဲ ပြန်ပြီးတော့ခုကနေအဲ့ဒီမှာတိုက်ပွဲမှာကြာဆုံးသွားတာဖြစ်ပါစီဗီဒီလေးဟာဝိုင်းတာပြီးစောပါဦးကြီးကတော့စိတ်ချပြီးဝိုင်းတာတယ် အဲမှာဒီခါတော့ဒီဖြေတော့အဖြေကောင်းအဲမှာနေရာသိပြီနောက်ဝင်ပြီးတော့သဘောနဲ့နဲ့ချာဆိုတာပူဇက်ကြီးကနိုးတော့အမခုန်ချတော့အဲမှာကဗန်နဲ့ပြည်တာသူတို့လည်းသိတယ်တယောက်သိတယ်တယောက်နှစ်ယောက်လာတန်းရရတယ်စိတ်လူတပည့်တယ်အဲပူစိတ်တို့လည်းတော့လည်းနဲ့ချာလည်းနဲ့ချာခင်ဗျားကို တန်ဖိုးထားတယ်ခမားကိုမပြည့်စုံဆိုတော့ဒီအဲ့မှာတော့ဆယ်လူကိုပြန်ပြချင်တော့ဘယ်တော့မှအညာခံလက်နဲ့မချဘူးအဲ့ဒါကိုကျွန်တော်တို့အနေနဲ့ကအာဇာနည်နဲ့အဖြစ်နဲ့သတ်မှတ်ပါတယ်ဒီဩဂုတ်လ7ရက်နေ့ကအဲကျွန်တော်တို့ကရင်အမျိုးသားရဲ့အာဇာနည်နဲ့ဖြစ်အမှန် သူလည်းအဲ့မှာခုံချသူတယောက်ပြည်တာအဲ့ဒါဆုံလည်နေမလားဒီအရင်တို့ကပလိတ်ကြီးအဲ့ဒါတယောက်စီတယ်စိတ်လူလူမရောက်စီတယ်တယောက်တန်ရရသဘောကြီးလည်းအဲ့မှာတိတော့ဟုတ်တယ်မသိဘူးသဘောကြီးကဘယ်တော့မှလက်နဲ့ချအညံ့မခံဘူးဆိုတော့အဲ့မှာသူ့ကိုသူ့သူများပြစ်စားတယ်ဘုရောအောင်ဆန်းတို့ဟာ သူကသူကိုသူသူများစောင့်ရတာကိုကိုပြန်ပြေးစားတယ်ဆုံးလဲကြည်စံတတော့နတော့ကြံနေတယ်အဲ့ဒါသူပြေးပြီးတော့ဒီသနာဘာဖြစ်လို့အတိအကျပြောနေလဲခွေးဦးလေးရဲ့တဲကိုလဲလို့တယ်သူလဲသိတယ်နွားနှကောင်သိတယ်စောဘဦးကြီးရဲ့ဘူဆိုင်ကြီးရဲ့နောက်ဆိုင်တော်ရှိသေးတယ်အဲ့မှာအင်္ဂလိပ်တယောက်ပါအင်္ဂလိပ်တယောက်မှပါအဲ့ဒီပုံအဲ့ဒီလူတယောက်ပုံစံဟိုဘောရခါလို့လို့ပါလို့အဲ့ဒီ အဲ့မှာလိုက်အဲ့ဒါလဲသိတယ်အင်္ဂလိပ်မဟုတ်ဘူးအဲ့ဒီအင်္ဂလိပ်ဆိုတာကဒီကျောင်းသားကိုသနတ်ထုတ်ပေးတဲ့ကဘုရားဆန်းကိုစတယ်အဲ့ဒါထောင်းတယ်မာသူကထောင်းအင်းဆိုင်တာပါတော့အဲ့ဒီအင်္ဂလိပ်ကသူတို့နဲ့လိုက်လာအဲ့ဒါတာကဲမှာလမ်းကွဲပြီးတော့အဲ့မှာကျန်တော့နောက်မှာသူအင်္ဂလိပ်ကိုပြန်ရောက်စောပါဦးကြီးဟာ နာမည်ကျော်ကရင်တော်လန်ရေးမူလေးချက်ကိုလည်းချမှတ်ခဲ့သူဖြစ်ပါတယ်။ ဇောဘာဦးကြီးမူလေးချက်ကတော့လက်နဲ့ချစကားလုံးဝမပြောရကရင်လက်နဲ့ကရင်လက်ထဲမှာရှိရမယ်ကရင်ပြည်အတိမတ်ပြုခြင်းပြည့်ပြည့်စုံရမယ်ကရင်ကံကြမ္မာကရင်ဖန်တီးရမယ်ဆိုတာတွေပဲဖြစ်ပါတယ်ဇောဘာဦးကြီးကို1905ခုနှစ်မှာမွေးဖွားခဲ့ပြီး1925ခုနှစ်မှာဥပဒေပွဲရခဲ့ပါတယ်အဲ့ဒီနောက်အင်္ဂလန်မှာဝစ်လုံပွဲရဖို့ နှစ်နှစ်ပညာသွားတင်ခဲ့တယ်လို့ဝစ်လုံဥပဒေဘွယ်လည်းရရှိခဲ့တာပါနောက်ပိုင်းမှာရှင်းနေအဖြစ်တမွေးကြရာကကရင်လူမျိုးတွေရဲ့အရေးစတင်လှုပ်ဆောင်လာခဲ့ပါတယ်1938ခုနှစ် မြန်မာနိုင်ငံစိုးရအဖွဲ့မှဗန္ဒာယေးဝန်ကြီးတာဝန်ယူခဲ့တယ်လို့1946ခုနှစ်မှာကရင်မျိုးသားစီယုံ KNU ကိုကနဦးဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်အထူးသဖြင့်ကတော့ကရင်မျိုးသားရေးတန်းတူရေးနဲ့ကိုပိုင် ပြဋ္ဌာန်းခွင့်တွေအတွက်လှုပ်ရှားခဲ့သူကရင်ခေါင်းဆောင်လည်းဖြစ်တာပါ နောက်ပိုင်းမှာဥနုအစိုးရဖာစာဘာလာလက်ထက်ကရင်ဗမာပြဿနာတွေလည်းငြိမ်းချမ်းစွာဖြေရှင်းရေးဆွေးနွေးကြဖို့ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်မဲ့လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့ရတာလို့ဆိုကြပါတယ်ကျွန်တော်တို့ကရင်မျိုးသားလွတ်မြောက်ဖို့အတွက်စောဘဦးကြီးခေါင်းဆောင်ကဒီကရင်တွေလွတ်မြောက်အောင်ကြိုးပမ်းပြီးတော့အာဒီလွတ်မြောက်အောင်လုပ်တဲ့အတွက်အမျိုးသားတွေလွတ်လွတ်လပ်နေဖို့ဒီမိုကရေစီလမ်းကြကြနေဖို့လွတ်လပ်အောင်လုပ်တဲ့အတွက် ို့ကျွန်တော်အာဇာနည်ခေါင်းဆောင်လို့ခေါ်ပါတယ်ဟောအဲ့တော့မလို့ကျွန်တော်တစ်စစ်တက်လဲကျွန်တော်ကျင်းပါလေပေါကလာစနေနေ့ရောက်တိုင်းရောက်တိုင်းကိုသူကျွန်တော်တို့ဟာဒါကိရတရတမျိုးသားတရလုံးပေါ့မျိုးသားတရလုံးကိုကိုစားပြုပြီးတော့ပေးဆက်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ကိုကျွန်တော်တို့အာဇာနည်အနေနဲ့သဘောထားတာပေါ့အလားတူနိုင်ငံတကာရောက်ကြည်ရင်တွေကလည်းအာဇာနည်နေ့တွေကိုကျင်းပခဲ့ကြတာပါ ဆိုပါဦးကြီးဟာအောင်မြင်သူရဲ့အရာအားလုံးကိုအောင်မြင်စေချင်တယ်ဒါပေမဲ့သူရဲ့ရည်မှန်းထားတဲ့ပန်းတိုင်ကိုမရောက်ဘဲနဲ့သူရဲ့လမ်းတဝဲမှာသူရဲ့ကြဆုံသွားတာပဲနော်ဒါပေမဲ့ကြံနေတဲ့ကြံနေသေးတဲ့ကျွန်တော်တို့ရဲ့ကရင်ကောင်းဆောင် KNU ရဲ့ DKPA တွေအကုန်လုံးပြန်လဲစူးစီးပြီးကျွန်တော်တို့ရဲ့ကရင်ကောင်းဆောင်စောပါဦးကြီးလိုမျိုးအတူယူအတူယူ အတူယူဖို့ကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်တို့ကင်းအမျိုးသားအားလုံးစောပွားဦးကြီးရဲ့ရဲရဲတောက်မျိုးချစ်စိတ်ဓာတ်ရဲရဲတောက်တန်းပြည်နဲ့လူမျိုးအကျိုးကိုလောက်လာခဲ့တဲ့စောပွားချင်းစံနမူနာကိုယူပြီးတော့ကင်းလူကြီးကနေစပြီးတော့ကင်းလူငယ်တွေအားလုံးမှတ်သားပြီးတော့စောပွားကြီးလှုပ်ဆောင်သလိုလိုက်ပြီးတော့လှုပ်ဖို့လူတဲ့အကြောင်းကျွန်တော်ပြောလိုပါတယ် ျွန်တော်ဘိုးချုပ်အောင်ဆန်းလို့ကရင်ပြည်သူခေါင်းဆောင်ကြီးပေါ့ကရင်ရဲ့ခေါင်းဆောင်ကြီးပေါ့အာဇာနည်ခေါင်းဆောင်ကြီးပေါ့သူပေးဆက်ဟိုဒီပေါ့သူရဲ့ပေးဆက်မှုလည်းပါတယ်နောက်သူပြန်ကြည့်ရင်ဟောဟိုပြောမယ်ဆိုသူခင်သူခါတော့ကအမှန်သူကလက်လက်ကြိုင်လာတော့မလုပ်ချင်ဘူးသို့တော့သူကခုနပြောလို့တရားမျိုးသားတရားအလုံးသူနဲ့လုံးပေါ်ကြိုင်ပဲတရားသူကလက်လက်ကြိုင်လမ်းစမအပဟောရွေးချယ်စလမ်းဖြစ်အဲ့ဒီပြောတဲ့ပုံမှာ နော်ကေမျိုးသားတွေရဲ့လိုအပ်ချက်ရဟောလောက်ရလောက်ရနေခုနပြောလို့ပေါ့နော်အဲ့ဒီ तू မလောက်မနဲ့အေးစင်းနေနေနိုင်တယ်ပေါ့ဗျာနေနိုင်တဲ့အချိန်ဒီတော့ तू ကပြည်သားတယောက်လည်းဖြစ်တယ်နောက်မဲ့ तू ရဲ့ပိုင်ဆိုင်မှုလည်းအများကြီးရှိတယ်သို့တော့မျိုးသားပဲပေးဆက်တယ်နောက်မဲ့ကျွန်တော်တို့က तू ကိုဟောအမျိုးသားအာဇာနည်တယောက်ဖြစ်တယ်လို့နော်နောက် तू ပြောသွားတဲ့စကားတွေကလည်းနောက်ကိုကြမကိုကပ္ပတိမရမှာနော်နော်အဲ့ဒါဓာတ်လူခွင့်ရရဖို့ဒီ အဲသူရလမ်းညွှန်မှုလေးတွေပေါ့နော်ဒါတွေကခနေ့ချိန်ကြီးဟာဟိုဝင်းဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကသူ့ကိုနော်အပြဲတော့ကျွန်တော်တို့တော့ခေါင်းထဲမှာပါဝူကြီးဒီစံပြုပုံကိုတရားပေါ့အဲ့တော့စံပြပုံကိုတရားလို့ဆိုတာစောပါဦးကြီးရဲ့လမ်းစဉ်အတန်းလိုက်နာမသားလဲလှုပ်မသားလဲကျွန်ပြင်းရဲ့လူကြီးနဲ့ကင်းကျမကင်းဖန်ဒီသူပေးထားတဲ့မူလေးစေကိုပြေဝနိုင်မယ်လို့ကျွန်တော်ပြောလိုပါတယ်ဟုတ်အော်ကိုထားစောပါဦးကြီးရဲ့မူဆိုတာ ชุดกีดคู่ลงด้วยมั้งบอกแต่ใจเราเอาลงด้วยแต่ตัวเรือต้องมือแต่ตัวเรือเลยเขียนชื่อจีก็เลยว่าดูแต่ตัวยังมือเนี่ยแล้วเจ้าคือ Sokabu, es sa pleka kuklan. ကရင်အာဇာနီကောင်းဆောင်ကြီးစောဘဦးကြီးကို1905ခုနှစ်ကအေယာဝရီတိုင်းပသိမ်မြို့နယ်ဘဲကရက်ရွာမှာမွေးဖွားခဲ့ပါတယ်။စောဘဦးကြီးဟာဝတ်လုံခေါ်ရှေ့နေအလိုက်ကောင်းသူတဦးပါ။သူဟာ1942ခုနှစ် KCO ကရင်အဖွဲ့ချုပ်ကိုဦးဆောင်ဖွဲ့စည်းခဲ့သူတွေတဲ့ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ကရင်မျိုးသားစီယုံကင်းယူကိုတီထောင်ရာမှာပါဝင်ခဲ့သူဖြစ်ပြီး1950ပြည့်နှစ်ဩဂုတ်လ12ရက်နေ့မှာ ော့ကရိတ်မြို့နယ်ထုတ်ကော်ကိုရွာတိုက်ပွဲအတွင်းကြဆုံးခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါစောပါဦးအေးစစ်စားဘပလန်တောက်ကူလေဒီကောစမာတောက်ရဲ့တိကလေးအောင်ဝေးတန်းနာကဲလပယောတူပလတ်ကီကောပလဘာမချာ so bau pato ku kle nai ya chong ku go ta na be mani chai plo chi ko pa mi u be ma tu ko cha o le lo na de ta ma love. No, no, no.